ဝါဇုသင်္ကန်းဆိုတာမြတ်စွာဘုရားလက်ထက်တုန်းကသင်္ကန်းကပုံနဲ့ယခုခေတ်သင်္ကန်းကပုံနဲ့နည်းနည်းလေးမတူဖြစ်သွားစာပေအရာပေါ့နော်ခုနကတော့ငါဘုန်းကြီးခြားပြီးတဲ့ပါဠိစမပါတယ်ဝတ္တဝါဒီကစီဝရဝါဇုသင်္ကန်းကို ပါဠိလိုအဲ့လိုခေါ်တာပေါ့နော်ဝတ္တဝါတိကစိဝရဆိုတာဝတ္တဆိုတာကမောကာလမောဥတုကိုပြောတာเนาะ မိုးဥရုကလေးလာရှိတာလေလေးလာထဲမှာရှေ့သုံးလပေါ့မြတ်စွာဘုရားကရှေ့သုံးလကိုဝါဆိုရမယ်လို့ပြညာလိုက်တာအဲ့ဒါကြောင့်မို့လို့မိုးလေးလာတဲ့ကရှေ့သုံးလဝါဆိုကနေပြီးတော့တည်င်းကျွတ်တိသုံးလကိုဝတ်တာခေါ်တာပေါ့နောက်အာဝတိကအာဝတိကဆိုတာကနေတာနော်မိုးသုံးလနေတဲ့သူပေါ့နော် အာဝတိကမှာ အာဝတဣကာလို့စကားလုံးကို ဖြတ်လိုက်လို့ရှိရင် အာဝတကနေခြင်းကရိယာယဣကာကပြီးတယ်လို့ခေါ်တာနေပြီးတယ်လို့ခေါ်တာဒါကြောင့်မို့လို့ဖရလက်ထက်တုန်းကဝါဇုသင်္ကဆိုတာဝါလွင်း၃လနေပြီးတဲ့ယဟန်းကိုလှူတဲ့သင်္ကနော်ဝါလွင်း၃လနေပြီးတယ်ဆိုရင်သတင်းကျုံမှလှူရမှာပါနော်ဆိုတော့ဝါဆိုပြီးမှဝါကျုံမှ လှူတာဖះလက်ထက်ကနော်အခုကြတော့ဝါဆိုမှာခြေကိုတိုးပြီးတော့မြန်မာနိုင်ငံမှာကဒကာဒကာမတွေကလှူလိုက်တော့တော့ဝါဆိုလာမှာလှူလိုက်တော့တာအဲ့တော့ဖះလက်ထက်ကသင်္ကန်းလှူပုံနဲ့ယခုခေတ်မြန်မာနိုင်ငံမှာဒကာဒကာမတွေသင်္ကန်းလှူပုံဟာဘောဟာရအပြင်တော့ဝါဆိုသင်္ကန်းလို့ခေါ်တာပေါ့နော်အဲ့တော့မြန်မာနိုင်ငံမှာခုခေါ်နေတဲ့ဝါဆိုသင်္ကန်းဟာဝါဆိုကာလမှာလှူတဲ့အတွက်ဝါဆိုတဲ့ကိုတော်ကိုလှူတဲ့အတွက် ဝါစုသင်္ကန်းနော်ဒါကမြန်မာနိုင်ငံမှာခုခေါ်တဲ့အတိတ်ပဲနော်ခုနတော့ကပါဠိကပြောတဲ့ဝိတဝါသိကဖះလက်ထက်တုန်းကသုံးတဲ့စကလုံးအရာဆိုရင်ဝါတွင်သုံးလနေပြီးတဲ့ယဟန်ကိုလှူတဲ့သင်္ကန်းကိုဝိတဝါသိကလို့အဲ့လိုထိတ်သွားထွက်သွားအဲ့လိုအတိတ်ပဲဘလို့ဘာလို့ဒီလိုဖြစ်ရတာတုံးဆိုလို့ရှိဖះလက်ထက်တုန်းကဒလိထုံးစံနဲ့ယခုခေတ်မြန်မာနိုင်ငံဒလိထုံးစံ ြောင်းသွားတယ်အဲ့ဒါကြောင့်အဲ့တော့တခါကြီးတို့ဘုသူတရှိအောင်ပြောရင်တော့ဖခင်လက်ထက်ကယဟန်လေးဘလို့နေကြထိုင်ရတယ်လဲဆိုလားလေးကိုအတိပဲသိမှဒီစာရဲ့သဘောကသိမှာနော်မြတ်စွာဘုရားလက်ထက်တုန်းကမြတ်စွာဘုရားကိုယ်တိုင်လည်းပဲနေရာတနေရာထဲမှာအတိတကျနေတယ်လို့မရှိဘူးဒိသစာတွေလှဲ့ကြွနော်မြတ်စွာဘုရားလေမြတ်စွာဘုရားကမှဒိသစာတွေလှဲ့ကြွလို့ရှင်ဖခင်ရဲ့တပည့်သံဃာတွေလည်းအဲ့ဒီလိုပဲ ဒီနေရာတဲ့အမြဲမနေဘူးလှည့်ကြတာဒီနေရာရောက်တဲ့ဒီရွာဆွန်းခန်းစားတဲ့အဲ့ဒီရွာနာမှာရှိတဲ့ကြောင်းမှာတရင်သုံးနေပြီးရင်ဟိုဘက်ကြွတယ်ဆက်ကြွအဲ့လိုသွားနေတာနော်အဲ့ဒီလိုကြွနေတာဖရဲလက်ထက်ကယဟန်နေရာအဲ့လိုအတ္တိတကြမနေဘူးဖရဲလည်းမနေဘူးဒီဝါဆိုရမယ်ဆိုတဲ့သိခါဘောပညာတာကလည်းပဲဖရဲဖြစ်ပြီးကာလစောစောပိုင်းကာလမှာမရှိသေးဘူးဖရဲကိုယ်တိုင်လည်းရှောက်သွားတယ်နော်အဲ့တော့ ဒီဝါစုသင်္ကန်းအကြောင်းပြောမယ်ဆိုရင်ဝါဘာလို့ဆိုရတာလဲဆိုတဲ့အတိပ္ပယ်ကိုသိမှာနော်ဝါစုရဲဆိုတာမိုးမိုးသုံးလနေရာမရွှေ့ဘဲနဲ့နေရတာကြောင်းတကြောင်းတည်းမှာပဲနော်ကြောင်းဝင်းပြီးမဲ့မထွက်ရဘူးကိစ္စမရှိဘဲနဲ့သူထွက်ရင်ဝါကျိုးတယ်ခေါ်တယ်နော်အဲ့ဒါအဲ့ဒါကိုပြောတာနော်အဲ့ဒီဖြစ်လာဖို့တမိုင်းကြောင်းကလည်းပဲအဲ့ဒီတော့ကဟိန္ဒူတွေကိုဗျအခုလည်းပဲဟိန္ဒူတွေပေါ့နော် ိန္ဒူတွေရဲ့အယူဆကသစ်ပင်ကိုသူကအသက်ရှိတယ်လို့ယူဆအခုလည်းပဲသူတို့သစ်ပင်တွေကိုအသက်ရှိတယ်ပေါ့သစ်ပင်ကိုမချိုးမဖဲ့အောင်မဖြတ်မတော့အောင်သစ်ပင်ကိုချိုးလို့ဖြဲ့လို့ရှိရင်ဒါအဟိန္ဒာသက်ရှိတတ်တော်ကိုညှင်းဆဲတယ်လို့ခေါ်တယ်သူအကုသူအပြစ်ဖြစ်တယ်ဒါခိန္ဒူယူဆနော်မြတ်စွာဘုရားကတော့အဘိဓမ္မာမှာသစ်ပင်ဆိုတာကဟိုရုပ်သက်သက်ပဲရှိတယ်နာမရှိဘူး ရုပ်သက်သက်ပဲရှိတဲ့အတွက်နာမရှိတဲ့အတွက်သူ့ကိုတတဝါလို့မသတ်မှတ်ဘူးတတဝါလို့မသတ်မှတ်တဲ့အတွက်ဗုဒ္ဓဘာသာအယူဆဆိုရင်တိပင်ကိုဟိုချိုးလို့ဖဲ့လို့အပြစ်မရှိဘူးအဲ့မှာဗုဒ္ဓဘာသာနဲ့ဟိန္ဒူနဲ့အယူဆလေးအဲ့လိုလွဲသွားတယ်နော်အဲ့လိုလွဲသွားတော့ဖျက်လက်ထက်တုန်းကဒီဟိန္ဒူတွေနဲ့ဗုဒ္ဓဘာသာနဲ့ကနေရတာဟောကမြတ်သောအပြင်မြတ်စွာဘုရားဟောတရားဟောနေတဲ့တရားနာနေတဲ့ပုဂ္ဂိုလ်တွေဟိန္ဒူဘာသာဝင်တွေကိုလိုက်ခေါ်ရတာလေ သူတို့ကိုဗောဓဘာသာဖြစ်အောင်ဟောရတာကိုအစာပိုင်းလေသာသနာအစာပိုင်းလေအဲ့ဒီလိုဟောရတာဆိုတော့သူတို့နဲ့စန့်ကျင်လို့ထိတ်တိုက်သွားပြီးတွေ့လို့မရဘူးလေအဲ့လိုတွေ့လို့မရဒီသဘောလေးကိုကိုယ်သိထားပါလေအဲ့ဒီတော့ဘလို့ဖြစ်လာတော့ဆိုတော့ဒီရာဒီဥဒ္ဒတာယာတဲ့ဆောင်းလို့ຫນွေလို့မိုးမရွာတဲ့မိုးမရှိတဲ့နှစ်ဥဒ္ဒဆိုရင်ခྱི་သွားရင်ကိစ္စမရှိဘူး မိုးကာလမိုးရွာနေတဲ့အချိန်ရှင်ပြော့ပြော့အချိန်မှာသွားလိုက်လို့ရှိရင်ဒီမြက်ပင်လေးတွေသစ်ပင်လေးတွေနင်းမိတယ်။နင်းတဲ့အခါကျတော့အဲ့ဒီနင်းမိတဲ့မြက်ပင်လေးတွေကရှင်လက်နစ်သွားတာ။ရှင်လက်နစ်သွားတော့အဲ့ဒီသစ်ပင်လေးတွေကသေးတာပေါ့။နော်။သေတော့အဲ့ဒါပြဿနာကဘလို့ဖြစ်တုံဆိုတော့ယဟန်တော်တွေကအဲ့လိုတော့တန်းလိုက်ကြီးလက်ကွင်းတစ်ခုကိုဖြတ်ပြီးတော့ကျွာသွားတယ်။မိုးရွှဲမှာမိုးရွာပြီးတဲ့အချိန်ပေါ့နော်ရှင်ပြော့ချင်းကျသွားတော့အဲ့ဒီကိုတော်လေးနင်းတဲ့နေရာတော့ရှောက်ကြည့်ရ ကောပင်တွေတစ်ပင်တွေအကုန်လုံးသေးနေတာသေးနေတော့အဲ့ဒီခိန္ဓုဘာသာဝင်တွေမြင်တာဟာတစ်ပင်တွေသေးနေပြီရှင်နေတဲ့မှာဒါဘသူဘသူကြောင့်ဖြစ်တာတော့ဆိုအာယဟန်ကောရမရဲ့တပည့်ယဟန်ဒီအဲ့ဒီလိုပဲသူတို့ကမိုးရံကာလာကြီးလည်းပဲရှောက်ပြီးတော့သွားတာအဲ့တစ်ပင်တွေလည်းရှောက်နေတာအဲ့လိုလင်းချေသွားတဲ့အတွက်တစ်ပင်တွေသေးချေပျက်စီးကုန်တယ်ဆိုပြီးတော့သူဘုရားဘာသာဘုန်းကြီးတွေကိုယဟန်ကောရမတပည့်ပေါ့နော်ယန်ကြီးကောရမတော့ယန်ကြီးကောရမခေါ်တာလေ မဟာတမနာလို့ခေါ်တာကိုရန်ကြီးဂေါရမရဲ့တပည့်တွေအဲ့ဒီလိုလှုပ်လာလို့ကဲ့ရတာအဲ့ဒီကဲ့ရတဲ့ဇကားကိုမြတ်စွာဘုရားကကြားတော့ဟိုသစ်ပင်ကတော့အသက်မရှိဘူးဆိုတာဘုရားလည်းသိတယ်လေသစ်ပင်နင်းလို့တော့အပြစ်မရှိဘူးလေသို့တော်လည်းပဲဒီသစ်ပင်ကိုနင်းလိုက်တဲ့အတွက်သူတို့ကအသက်ရှိတယ်လို့ယူဆထားတဲ့အတွက်အပြစ်ရှိတယ်လို့ယူဆထားတဲ့အတွက်ယဟန်တွေကိုကဲ့ရလို့ရှိရင်ကဲ့ရတဲ့သူမှသွားပြီးတော့အပြစ်ဖြစ်နိုင်တယ်အဲ့တော့သူတို့ကမကဲ့ရဲအောင်သူတို့အပြစ်မဖြစ်အောင် ဒါရှောင်းသိမ့်တယ်လို့မြတ်စွာဘုရားကယဟန်တွေကိုအဲ့လိုမိန့်တာအဲ့မြတ်စွာဘုရားကဘယ်လိုပြောတုံးဆိုတော့ယဟန်တို့တဲ့ဒီငှက်ကလေးတွေတောင်မှတိရိစ္ဆာငှက်လေးတွေတောင်မှမိုးတွင်းဆိုလို့ရှိရင်အတိုက်ဆောက်ပြီးတော့ဟိုမိုးခိုးကြတာပဲတဲ့နော်ကိုယ်အတိုက်လေးတွေကိုလည်းဘယ်မှမထွက်ဖ ೇನೆ လေသူပရွေးစိတ်ကလေးတွေပါလေးလည်းရှိပါလားမိုးတွင်းဆိုလို့ရှိရင်သူတို့အစာလေးတွေလှောင်းပြီးတော့လေအပြင်းမထွက်ဖ ೇನೆ တွန်းလဲမှာပဲအောင်းနေကြတာလေအေးတိရိစ္ဆာလေးတွေတောင်မှအဲ့ဒီလိုမိုးတွင်းကာလမှာ အပြင်မလွမသွားဘဲနဲ့တနေရာထဲမှာကိန်းအောင်မီနေသေးတာပဲတဲ့အဲ့တော့ငါတို့လည်းပဲမိုးတွင်းမှာမိုးဥတုလေးလမှာရှေ့သုံးလလောက်ကတော့တနေရာထဲမှာကိန်းအောင်တဲ့နေအဲ့ဒါကြောင့်မလို့မင်းတို့မိုးဥတုမှာဝါဆိုလာပြည့်နော်လာပြည့်ကြတည့်ရဲဆိုလို့ရှိရင်ဒါမိုးဥတုစပြီပေါ့နော်မိုးဥတုစပြီအဲ့ဒီကနေပြီးတော့သုံးလတိတိပေါ့တရင်ကျော်လာပြည့်တိအောင်တနေရာထဲမှာမင်းတို့နေကြဆိုပြီးတော့တိတ်ခါဖို့ပြညာတာအဲ့ဒါနောက်နောက်ပိုင်းမှာနော်ဖျားဖြစ်ပြီးနောက်ပိုင်းကြမှာနော် အဲ့ဒီမှာသိက္ခာပုပြင်ရလိုက်တဲ့ခံဖြစ်သွားအဲ့ဒီလိုဖြစ်သွားတဲ့ခါကျတော့ယဟန်နေမှာဘလို့ဖြစ်တုံဆိုတော့မြတ်စွာဘုရားကပထမစောစောပိုင်းတုန်းကတော့တိတိပိယဝါဒပိယမှာလည်းပဲကြောက်အမှန်နဲ့သတင်းသုံးပြီးယဟန်တရားအထုတ်ခေါင်းတယ်လို့ပြောခဲ့တာကိုနော်တိတိပိယဝါဒပိယဆိုတာတိပိအောင်မှနေတာလေခြုံနေနေမှနေတာမြတ်စွာဘုရားကလည်းအဲ့လိုလေခဲ့တာကိုဒါပေမဲ့ကိုမိုးခိုရတော့မိုးခိုရင်အမိုးနဲ့အကာကြောင်းလို့လာတယ်နော်အဲကြောင်းလို့လာတယ်အဲ့တော့ ဝါဆိုမယ်ဆိုရင် အမိုးအကာရှိတဲ့ကြောင်းရှိမှဝါဆိုလို့ရတယ်အမိုးအကာမရှိတဲ့အခုတိတိပင်ဝါတယ်ပင်ရင်မှဝါဆိုလို့မရအဲတိတ်ခါဘောအဲ့လိုဖြစ်သွားတယ်နော်တိတ်ခါဘောဖြစ်သွားတယ်အဲ့တော့ယဟန်ဒီမှာဘယ်လိုဖြစ်လာတော့ဆိုရင်ဝါဆိုတော့မယ်ဆိုရင်ဝါဆိုဖို့အတွက်အမိုးအကာရှိတဲ့ကြောင်းကိုရှာနော်ကြောင်းရှာပြီးတော့ကြောင်းရှာလို့ရှင်အဲ့ဒီကြောင်းနဲ့နီနီနန်းလာဆုံးခံလို့ရမယ်ရက်ွက်ဆုံးခံရက်ွက်ဘောဇတကံလို့ခေါ်တာပေါ့ဆုံးခံလို့ရမယ်ရက်ွက် ကြားတယ်ကိုဆုံးမကန်ဆုံးခံလို့မရတဲ့ရက်ွက်တော့ွားဆိုရင်ကိုဆုံးရှာဆုံးဆုံးပြည့်တနာထွက်မှာပေါ့အဲ့တော့ဖះလက်ထက်ကယဟန်တွေကဝါဆိုကနီးပြီးဟိုညုံလားပြည့်ရောဝါဆိုလာဆောင်လို့ဆိုရှင်ကြောင်းရှာရတယ်ဂောဆတကန်ရှာရနော်အဲ့ဒီလိုရှာအဲ့ဒီလိုလေတာဖြစ်လာဖြစ်လာတဲ့အခါကျတော့ဒကာဒကမတွေကဒီမြတ်စွာဘုရားရဲ့သိက္ခာပုပ်ပြည့်ညတ်ထားတာကိုလည်းပဲသိတယ်ဟုတ်လားဘုရားဘာသာယဟန်တော်တွေဟာ မိုးသုံးလမိုးခေါ်ရတယ်ဆိုတာကလည်းသိတဲ့ခါကျတော့ဟိုကြီးညိုတဲ့ဘုရားဘာသာတရားဓမ္မတွေကကိုတတ်နိုင်တဲ့လောက်ကိုရွာနဲ့အနီးအနားမှာကြောင်းလေးတွေဟိုတဘာတတ်နိုင်ရင်လည်းတဘာနေကြောင်းပေါ့လင်းငါးဘာနေလည်းလင်းငါးဘာကြောင်းလေးတွေစောက်ပြီးတော့လှူရတာလှူကြတဲ့ခါကျတော့ယဟန်တော်တွေကမိုးဥဒုနီးလာပြီဆိုရင်ကြောင်းရှာတဲ့ခါကျတော့အာဘေယဝနာမှာတော့ကြောင်းနေရှိတယ်အဲ့ဒီကိုကြွကြွပြီးလို့ရှိရင်အဲ့ဒီကြောင်းမှာဝါကတ်မယ်ပြီးရင်အဲ့ဒီရွာမှာ